Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စင်အိမ်မှာမစားရတာကြာပြီဖြစ်တယ်အညာလူဝင်းကားလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကျော်စင်နဲ့အတူလိုက်ပြီးတော့ချက်စားလိုက်ကြအောင်နော်စားကအရင်ဆုံးအနေနဲ့ကျွတ်စစ်တို့ကလပ်ပဲပြုတ်ထားတာကိုအခုလိုမျိုးပေါ့နော်ပဲပြုတ်ရည်တက်တက်ပဲတက်တက်ခွဲထားလိုက်မယ်ပြီးရင်တော့စုံထဲမှာကိုကျွတ်စစ်တို့ကလပ်ပဲကိုညက်အောင်ထောင်းလိုက်မယ်ပေါ့နော် ကဲကလပ်ပဲကြည်အောင်ထောင်းပြီးသွားလို့ရှိရင်တော့စပီချက်ဖို့တကူကျော်စတိုဒီစီပူမှာပေါ့နော်စက်တွန်ပြူနဲ့ဂျင်းနဲ့ပေါ့နော်ထောင်းထားရလေးကိုကျော်စတိုစီတက်ပေးပါမယ်စက်တွန်နန်းလေးမွေးလာသည်ဒီစီတက်ပေးပြီးသွားရင်တော့ကျော်စတိုစနုံးမုံလေးထည့်ပေးမယ်ပေါ့နော်ကဲပြီးရင်တော့ကျော်စတိုပြုတ်ပြီးတော့ကြတော့အယိုးနွန်ထားတဲ့ဒီကြက်သားကိုထည့်ပေးမယ်ပေါ့နော်ကြက်သားကတော့ကျော်စစ်ကဒီမှာအယိုးအသားလေးထည့်ထားတယ်ပေါ့နော်ပြီးရင်တော့ကျော်စစ်တို့အယောင်တင်းမုံလေးထည့်ပေးပါမယ် နန်းလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့ကျော်စစ်ရှိမှထောင်းပြီးခြေထားတယ်ဒီကလဘဲကိုထည့်ပေးမယ်ပေါ့နော်ကလဘဲကိုကျော်စစ်တို့စက်သားနဲ့လုံးတဲ့နေရာမှာလုံးဝတာလွယ်အောင်လို့ပေါ့နော်မကတ်အောင်လို့ကျော်စစ်တို့ပဲပြုတ်ရည်လေးပေါ့နော်နှစ်ဆွန်းသုံးဆွန်းလောက်ထည့်ပြီးတော့ကြတော့လုံးပေးပါမယ်ကဲအခုလိုမျိုးပေါ့နော်ဒီကလဲဘဲနဲ့ကြက်သားနဲ့အားလုံးနဲ့သွားအောင်တေချာလေးလုံးပေးပြီးတော့ကြတော့ပွက်လာပြီဆိုလို့ရှိရင်တော့ကျော်စစ်ကကြက်သွန်ဦးလေးတွေထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့အရာသာအတွဲကျော်စစ်တိုးစာအချိုမောငံမြာကြီးပေါ့နော်ဒါကိုလိုတလူမျိုးချိန်ဆပြီးတော့ကြတော့ထည့်ပေးပါမယ်ပြီးရင်တော့ကျော်စစ်တို့ဒီကလပဲပြုတ်ရည်လေးထည့်ပေးပါမယ်။အလုံးနဲ့တော့အောင်တေချာလေးကျော်စစ်တို့ဒီမှာမှွေပေးလိုက်မယ်ပေါ့နော်။ပြီးသွားရင်တော့ကျော်စစ်ကဒီမှာအိုးဘဲဥလေးပါစားကျင်တာဖြစ်လို့ပေါ့နော်။ပွက်လာတဲ့နေချိန်မှာကျော်စစ်ဒီအိုးဘဲဥလေးပါထည့်ပေးလိုက်မယ်ပေါ့နော်။ ပြီးရင်တော့ကျွန်တော်တို့ရေနွေးထည့်ပေးပါမယ်ရေနွေးထည့်ပေးပြီးရင်တော့ကျွန်တော်တို့ဒီနာနာလေးပွက်သည့်အထီကိုပေါ့နော်ကျွန်တော်တို့တဲပေးလိုက်မယ်ပေါ့နော်ကဲခုလိုမျိုးနာနာလေးပွက်လာပြီဆိုလို့ရှိရင်တော့ဟင်းရည်လေးနည်းနည်းပြက်သွဲသွားအောင်ပေါ့နော်ကျွတ်စစ်ကဒီမွေးငါးဟင်းရည်မုံပေါ့နော်ဆန်လုံမုံဖြော်ထားတာလေးကိုကျွတ်စစ်တို့ထည့်ပေးပါမယ် ဲနောက်ဆုံးနာနာပွက်ပြီးတော့ကြတော့ဟင်းဟိုကြသည်ဒီကိုစိတ်ကြိုက်တဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒါအရသာရှိရဲ့ပေါ့နော်အညာလူမွေးငါဟင်းရင်လေးရပါပြီအားလုံးပဲကျဆင်းတဲ့သူစားကြမယ်ဟဲ့မယ်နော်တကယ်ချင်းအဝါစားတော့ကိုရင်ညာမှာဆိုလို့ရှင်တော့ဒီလိုကြက်သားနဲ့ချက်တာကတော့အလူတွေမင်္ဂလာဆောင်တွေမှာအမြဲတမ်းစားနေကြပါတော့။အဲ့တော့အိုဘဲဥရောအိုဘဲဥထည့်မယ်နော်။အိုဘဲဥလေရောဒီမှာကြက်သားနဲ့ရောပေါ့နော်။ ောင်းမယ်ကျတ်သွမ်းမိတ်အောင်မစားဟုတ်တယ်ကျတ်သွမ်းမိတ်ဒါပဲဒီအစုံပေါ့နော်ကျစီဒီမှာနန်းနန်းမင်းပြီးရင်ဒီမှာကျတ်သွန်းဒီပပလီထားလေးရောစိုက်တန်ရင်ထည့်စားအောင်လို့လေပြီးရင်ဒါတမ်းများဒီအချင်းလေးညင့်อืมအချင်းလေးညင့်မယ်ဒီကိစ္စတော့အလုံးမဲစားကြပါအောင်ခင်ဗျာဒါမွေးငါပူပူလေးอืม มาแค่อัยายเลยใช่ไหมมาดาอูเบลอูเบลเลยเนี่ยรู้นี่แหละใกล้เหรอ ဒီအညာလူမွေးငါးကြတော့တို့အညာမှာဆိုလို့ရှိရင်တော့အလူတွေမင်္ဂလာဆောင်တွေမှာဆိုလို့ရှိရင်ဒါမျိုးချက်ပြီးတော့ကြတော့ကြွေးတာပေါ့နော်တို့တို့အညာဘက်မှာဆိုစက်သားနဲ့ချက်တာတချို့ဒီတချို့တွေကြတော့စက်သားနဲ့ချက်တာမစားဘူးမကြားဘူးအဲ့လိုမျိုးရှိကြရယ်ပေါ့နော် တကယ်တော့စက်သားနဲ့ကတို့တို့ဒီအညာဘက်မှာချက်တာတချို့ဆိုလဲကောက်ဆယ်ရောမွေးငါးဘက်ကောဒါမျိုးနဲ့လည်းရောပြီးစားကြတာမျိုးရှိတယ်ကောင်းတယ်နော်အမှုလေးကျန်းစားကား ညာလူမွေးကလို့စသားကြက်ရိုးနိုင်နိုင်လေးနဲ့ချက်အရန်ကောင်းတယ်ချိုးပြီးတော့လေးစားလို့အရန်ကောင်းတယ်ကလေးပဲလဲပါတော့ပူချိုးပဲอืมก็ก็เนาะอืมมึงอ่ะก็ไม่ซ่าอะไรตาไปแล้วยังซ่าลูกก็ได้ป่ะเนาะตังค์เงินเนี่ยแหละอัญญาตัวจ้ะแล้วอัญญาหลูมวยก็ดูแลยังใจ๋เนาะจะให้ตังค์เงินเนี่ยอะคือดีมาก ဆက်ပြီးစားလိုက်အောင်ပဲဒီနေ့တော့ငယ်ချင်းတို့ကိုလည်းတနေကုန်အိမ်မကြီးမှာဆိုတော့ထမင်းလို့စားမယ်ထမင်းလို့စားကြမယ်ပေါ့နော်အဲဒီနေ့ဘလော့လေးကိုဒီမှာပဲရက်ပြီးတော့ကြောင်းနောက်ဘလော့ဒီမှာပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျအားလုံးပဲတတ်တာပါ